အလိုအလိုမင်္ဂလာပါ and ဒီနေ့ဒီခွန်ဟာအတူရရအောင်ဒီအကြောင်းအရာလေးကိုဖတ်ပြခြင်းပါတယ်ရှင်မာသဲခရစ်ဝင်အခန်းကြီး1အငယ်16ယေရှုခရစ်ဒီဖာမြင့်ခြင်းကိုခံတော်မူသောအကြောင်းရဟုမူကားမေတော်မာရီတီယော်ဒန်နှင့်ထိမ်းများဆောင်နှင်း၍ မရှက်တင်မီတွင်တန်ရှင်သောဝိညာဉ်တော်ကြောင့်ပြိတ်တည်ဆွဲနေ၏သူဤခင်မောရောတက်သည်သူတော်ကောင်းဖြစ်၍မာရိအတေရီကိုမပြည့်စည်ခြင်းတော်ကြောင့်တိတ်ဆိတ်စွာစွန့်ပယ်မည်ဟုအကြံရှိ၏သူတို့ကြံစီ၍နေစဉ်အိမ်မက်ကိုမြင်ရသည်မှာ ထာဝရဖျားဤကောင်းကင်တမန်တီထင်ရှား၍ဒါဝိအမျိုးရောတဲ့တင်ဤခင်မမာရီကိုထိမ့်သိမ်းရတော်အခွင့်ကိုမဆိုးရင်ဖြင့်ဤပရိသရီတီတရှင်တော်ဝိညာဉ်တော်ကြောင့်ဖြစ်၏တားယောက်ျားကိုဖွားမြင်လိမ့်မည်ထိုတားဒီမိမိလူတို့ကိုအပြစ်မှကယ်ချွန်းဤသူဖြစ်သောကြောင့်ယေရှုဟုတော်အမည် ဖြစ်မဲ့ရမည်ဟုကောင်းဝင်တမန်ဆို၏ဒီအကြောင်းအရာဖြစ်တဲ့ဒီမေတော်မာရီနဲ့ဒီရောတတ်တို့ဟာဒီထိမ်းများဆောင်ရင်းရသူကမရှက်တင်ရင်အချင်းလင်မြအဖြစ် အတူမနေခင် အချင်းလေးအတွင်းမှာဒီတရှင်သောဝိညာဉ်တော်အဖြစ်ဒီမဲ့ မေရောမာကြီးရဲ့ဝူးမှာပြိတ်တည်ယူတာဖြစ်တယ်။ဒါကြောင့်သူ့ရဲ့ခင်မုန်းက သူတော်ကောင်းဖြစ်တဲ့အတွက်မာရိယာအတေကြီးမပြည့်စည်ခြင်းကတိတ်ဆိတ်စွာစွန့်ပယ်မိအကျဉ်ရှိတယ်။သူတို့ရဲ့အကျူးထုံးစံအရာဒီပဝန်းကျင်အတိုင်းဝန်းကြောင့်ဒီလက်ထက်ဆောင်နှင်းပြီး ဆောင်နှင်းရဲ့လက်ထက်မှလက်မထက်ပဲအတူမနေခင်မှာပြိတ်တည်ယူရတဲ့ရောသူကတိတ်ဆိတ်စွာစွန့်ပယ်မိကြံနေတယ်ထို့သူကြံ၍နေရခါမှာသူ့ရဲ့အိမ်မက်ထက်မှာသူကမြင်မြင်မှတ်တဲ့အရာကသူ့ရဲ့အိမ်မက်ထက်မှာယေရှုခရစ်တော်ဖျားရဲ့ကောင်းကင်တမန်ကထင်ရှား၍ပေါ်လာတယ်ဗာပြောလဲဆိုတော့ တာဝဲအမျိုးရောတတီခေမောမာရီကိုထိန်းသိမ်းရတော့အခွင့်ကို မဆိုးရင်ညင်းဒီသူရခေမောမာရီကိုထိန်းသိမ်းရတဲ့အမှုကို မဆိုးရင်ဘူးပြောတယ်ဒီပရိတ်တွေယူတာဟာတရှင်တော်ဝိညာဉ်တော်ကြောင့်ဖြစ်တယ်ကားယောက်ျားကိုဖွားမြင်မယ်တဲ့အဲ့တော့ဒီမေရောမာရီနဲ့ယောတက်ကဒီ ဒီယေရှုခရစ်တော်ဖျားကိုငွေဖွာလာတဲ့အကြောင်းရင်းကမေရောမာရိယဝန်းကိုခဏမှားတာဖြစ်တယ်သူတို့နှစ်ယောက်ကဒီရှက်တင်ပြီးပရိတ်တွေယူရဲငွေဖွာလာတဲ့ဝန်းမဟုတ်ဘူးဒီယေရှုခရစ်တော်ဖျားကလူစားတီကိုခံယူပို့ရန်တော့ဒီမေရောမာရိယဝန်းကို ခဏငားလိုက်ခြင်းသာဖြစ်ပါတယ်။ဤပရိတ်တွေဒီတရှိန်သောဝိညာဉ်တော်ကြောင့်ဖြစ်တယ်။ဒီပရိတ်တွေယူရခါမှာတရှိန်သောဝိညာဉ်တော်ကြောင့်သာရရှိခြင်းဖြစ်တယ်။တားယောက်ျားကိုဖွားမြင်လိမ့်မည်။ထိုတားကြီးမိမိလူတို့ကို အပြစ်မှကယ်ချွတ်မည်သူဖြစ်တော့ကြောင့်ယေရှုဟုသောအမည်ဖြစ်မဲ့ရမည်ဒီ သားယောက်ျားကိုဖွားမြင်မယ်တဲ့ထိုသားကိုယေရှုဟုသောအမည်ကိုမှတ်ရမယ်တဲ့ဘာလဲဆိုယေရှုဟုသောအမည်ကတဲ့အပြစ်မှကယ်ချုံးမြင့်သူဖြစ်တဲ့အတွက်ကြောင့်တဲ့ယေရှုဟုသောအမည်ကိုမှတ်ရခြင်းဖြစ်တယ်တဲ့ဒါကြောင့်ဒီယေရှုခရစ်တော်ဖျားကဒီလူစားဒီကိုခံယူပြီးမာရိဝုန်းကိုခန္ဓာငါပြီးဒီလူသားကြီး အပြင်ရဲကနေလွမြောက်ဖို့ရတဲ့သူကလူစားတီးကိုခံယူတာဖြစ်တယ်။ဘာလို့ဆိုတော့ကျွန်တို့ဘဝအတ္တတွေတည်ရင်ဖယ်သွားမယ်ဆိုချက်အဖြစ်ကိုအတွက်သူကလူတွေရာဒီသူတို့ရဲ့အဖြစ်ကြောင့်ညှဉ်းယူပြီးဒီသူတို့ရဲ့လမ်းဆုံးကဒီငရဲဖြစ်တဲ့အတွက်ကြောင့်ဒီအပြင်ငရဲကနေကေချုပ်ဖို့ရတဲ့သူကိုယ်တိုင်ဒီ လဘာကားတိုင်းပေါ်မှာအတည်ခံပြီးသူ့ရဲ့အသက်ကိုပြီးပြီးလူသားတဲ့နေရာမှာနေရာယူပြီးသူ့အတည်ခံခြင်းအဖြစ်ဒီမရဂနာနိုင်ငံသူ့ဒီစင့်တက်ပြီးဒီစာရမဏ္ဍကေလူပမြအားလုံးကိုရိုက်ချိုးပြီးဒီယေရှုခရစ်တော်ဖျားကဒီကျင်းအနေ၃ရက်မြောက်တဲ့နေ့မှာရှင်ပြန်ပြီးသူကဒီလောကအောင်မြင်ကြောင်းသူကကြီးညာခဲ့တာဖြစ်တယ် ဒါကြောင့်ယေရှုခရစ်တော်ဖျားကအပြစ်မှတ်ကယ်ချွတ်မဲ့သူ ဖြစ်တဲ့အတွက်ကြောင့်ဒီယေရှုခရစ်တော်ဖျားကို အရှင်သခင်ကယ်တင်ပိုင်ရှင်ဖြစ် နေရာပေးတဲ့သူကအပြစ်မှတ်နေအပြင်းကြီးရနေလူမြောက်ခြင်းအခွင့်ကိုရရှိတာဖြစ်တယ်။ဒါကြောင့်ဒီနောက်တမလုံးတဲ့အဖြစ်မရှိရင်နောက်တမလုံးနဲ့စိတ်ချမှုမရှိရင် ယေရှုခရစ်တော်ဖျားထံဆုတောင်းခြင်းအဖြစ်ယုံကြည်ဆုတောင်းစိတ်နှလုံးဖြင့်ယုံကြည်ခြင်းအဖြစ်ယခုပင်သင်ကပြင်ငြိယနှင့်လွတ်မြောက်ခြင်းနောက်တစ်မျိုးတွက်အာမခံချက်ကို ရရှိမှဖြစ်တယ်။ဒါကြောင့်ဆုတောင်းပါယုံကြည်ပါနှုတ်ဖြင့်ဝန်ခံပါလူစုတောင်းမယ်ဆိုရင်ယေရှုခရစ်တော်ဖျားကျွန်ုပ်စိတ်လုံးသားထဲမှာခြင်းကိုဆူဆန်းနေရယူတော်မူပါယေရှုခရစ်တော်ဖျားကို အရှင်သခင်ကယ်တင်ပိုင်ရှင်ဖြစ် နေရပေးပါれခေါ်ဖိတ်လက်ခံပါれယေရှုခရစ်တော်ဘုရားအကျွန်ုပ်စိတ်လုံးသားရဲ့မှာကျင်းဝတ်ဆုဆက်နေရယူတော်မူပါသခင်ယေရှုဘုရားနာမတော်၌အာမင်ထိုကဲ့သို့ဆုတောင်းခြင်းအပြင်ယေရှုခရစ်တော်ဘုရားကိုမိမိစိတ်လုံးသားရဲ့မှာအရှင်သခင်ကယ်တင်ပိုင်ရှင်ဖြစ်ဒီအပြည့်လက်ချင်းအဖြစ်တင်ဟာကျွန်ုပ်ဟာ အပြင်းကြီးရဲ့နဲ့လုံးဝကိုမတက်ဆိုင်တော့ပဲ။နောက်တမန်ဆေးချမှုယေရှုခရစ်တော်ဖျား၏ကောင်းကင်နိုင်ငံတော်ထဲမှာဝင်စားခြင်းသူနဲ့သူကောင်းကင်နိုင်ငံတော်ထဲမှာသူနေရခွင့်ကိုရရှိမှာဖြစ်ကြောင်းဒီနှုတ်ဘတ်တော်အားဖြင့်ဒီခွန်အားရတာလေးကိုပြောပြခြင်းပါတယ်။အလုံးဖျားခြင်းကောင်းကြီးပေးပါစေ။